ီအရေးအိတ်တည်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးပါမယ်။ဒီနှစ်ခမ်းရဲ့အသွင်းဘက်မှာအရေးအိတ်တည်ခြင်းကိုကျွန်တော်တို့က medical tank အရာဘယ်လိုခေါ်လဲဆိုတော့ mucosis လို့ခေါ်တယ်။ဒါမှမဟုတ် or mucosis လို့ခေါ်တာပေါ့နော်။ဘာကြောင့်သွားဖြစ်လာတာလဲအဓိကဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီအဓိကကတော့ကျွန်တော်တို့ရဲ့ဒီ salivary gland တွေအဲ့ရဲ့ duct ပေါ့နော်ပြွန်လေးတွေကပိတ်သွားတာ ဒီကပိတ်သွားပြီးတော့ဒီပိတ်သွားတဲ့အတွက်ဒီ surrounding tissue ဘေးပတ်ပတ်လေဒီနှခမ်းရဲ့ဘေးပတ်ပတ်လေ tissue မှာဒီတွွေးတွေစုပုံလာတာကိုကျွန်တော်တို့ကဒီနှခမ်းအသွင်ဘက်မှာအရေးအိတ်တဲခြင်းလို့ခေါ်တာပေါ့နော်ဒါကိုကျွန်တော်တို့က mucosa လို့ခေါ်တယ်ဒါကျွန်တော်အင်္ဂလိပ်လိုပဲတခါတည်းပြောလိုက်တော့မယ် mucosa ပေါ့နော်ဒီဒါ mucosa ကကျွန်တော်တို့ကတော်တော်များများအဲ့နှခမ်းကိုဒီလိုလာပြီးဆိုရင်တော်တော်များများထုံးတယ်နိုင်ဟာကင်ဆာဖြစ်ပြီလားအနာဖြစ်ပြီလားဒါ ကြောက်ပြီးတော့လာကြတာများတယ်နှက်ခမ်းမှာအရင်အိတ်ကြီးတည်ပြီးတော့လာကြတာများတယ်ဒါကကျွန်တော်တို့ဗနိုင်းမှာကန်ဆာလုံးဝမဟုတ်ပါဘူးဒါကျွန်တော်အင်္ဂလိပ်ခေါ်သွားဆိုဗနိုင်းဒါကန်ဆာမဟုတ်ဘူးပြန်ပြောက်တယ်ပေါ့နော်မလစ်နက်ဆိုတာကျွန်တော်တို့ကကန်ဆာလို့သုံးလုံးတယ်အဲ့တော့ဘယ်သက်ရွယ်တွေမှာအဖြစ်များလဲဘယ်သက်ရွယ်မှာအဖြစ်များတယ်ဆိုတော့အန်တာတက်တိပေါ့30အောက်ဒီမှာအဖြစ်များတယ်အသက်30အောက်ဒီမှာအဖြစ်များတတ်တယ်အဲ့တော့ကျွန်တော်တို့ဖြစ်နိုင်တဲ့အကြောင်းရင်းလေးတွေ ဘာကြောင့်ဖြစ်နိုင်တာလဲအဓိကနှစ်ချက်ပဲသူက irritation နဲ့နောက်တစ်ခုကကျွန်တော်တို့ခုနပြောတဲ့ salivary gland depth obstruction ပေါ့အဓိကကျွန်တော်တို့ခုနသတွေး gland ရဲ့ပြွန်ကပိတ်တာပေါ့နော်အဓိကအကြောင်းရင်းပေါ့အဲ့တော့ irritation ကကျွန်တော်တို့ကဘာတွေပါလဲ irritation ကဘာတွေပါလဲဆိုတော့တချို့အကျင့်ရှိတယ်အဲ့ဒါတချို့တခုခုကိုသူစဉ်းစားနေရင်အဲလူနာတယောက်ပါကျွန်တော်တွေ့ဘူးလေသူကတခုခုစဉ်းစားရင်နှက်ခမ်းကိုသူကြိုက်ထားတာအဲအကျင့် အဲ့တော့ तू အဲ့နှကန်းကို तू ကြိုက်လို့ကြိုက်မန် तू မသိဘူးဒါ तू ရဲ့ unconscious level က तू က तू လောက်တာဒါဒါဒါဖြစ်တတ်တယ်အဲ့လိုလူတွေလည်းအများကြီးရှိတယ်သူ့ရဲ့ဒီနှကန်းကိုကြိုက်ပြီး तू စော့နေတာ तू မသိဘူးမစကားပြောရင်းနဲ့ပဲဖြစ်ဖြစ် तू တစ်ခုခုစဉ်းစားနေရင်းနဲ့ပဲဖြစ်ဖြစ်သူ့ရဲ့အသွေးတစ်ခုခုလည်းရောက်သွားပြီဆိုရင် तू ဒီနှကန်းကြိုက်နေတာ तू လုံးဝခံစားချက်မရှိတော့ဘူးမသိတော့ဘူးအဓိကကကျွန်တော်တို့အဲ့ဒီအဲ့ဒီအကျင့်ကြောင့်ဒီ new course ကဖြစ်လာတာညားတယ်နောက်တစ်ခုကကျွန်တော်တို့ shape to တွားနေခြုံထက်နေတာ ွားတွေခြုံတက်နေတချို့သွားတွေပဲ့တယ်ဒီတိုင်းထားထားတယ်ဘာမှမလုပ်ဘူးဘောနော်ဒီသွားတွေပဲ့ပြီဆိုရင်တချို့ဖာထေးကြရှိတာဖာထေးရမယ်တကယ်ဆိုရင်ဒါမဟုတ်ကျွန်တော်ဒီခြုံတဲ့အပိုင်းလေးကိုတေချာလေးဟိုကျွန်တော်ချောအောင်ဒါသုံးမိရမယ်ဘောနော်အဲ့လိုမလုပ်ရင်ဘာပြဿနာရှိလဲတော့အခုပြောတယ်ဒီမြူကိုစီဖြစ်နိုင်တယ်ဒီအေးအိတ်တဲနိုင်တယ်အဲ့ဒီခြုံထက်တာကဘာကိုသွားဆိုင်နေလဲဆိုကျွန်တော်နှကန်းကိုသွားဆိုင်နေရင်ဒါကျွန်တော် နှကန်အရေးအိတ်သေးတာမျိုးဖြစ်နိုင်တယ်။နောက်တစ်ခုက auto patient နေ။ auto patient ဆိုတော့တွားညိကုလုပ်ထားတဲ့လူနာတွေ။တွားညိကုလုပ်ထားတဲ့လူနာတွေမှာကျွန်တော်တို့ဒီ brace ရဲ့ကျိုးလေးတွေပေါ့အဓိကတော့ wire လေးတွေပေါ့။ဒီ wire လေးတွေကခြုံပြီးတော့ကျွန်တော်တို့ဒီနှကန်မှာတွားပြီးစိုက်နေရမျိုးရှိတတ်တယ်။အဲအဲ့ဒီကနေလေကျွန်တော်တို့ဒီနှကန်အရေးအိတ်သေးတာမျိုးဖြစ်နိုင်တယ်။ဒါကတော့ကျွန်တော်တို့ခုနကဖြစ်နိုင်တဲ့အကြောင်းရင်းနံပါတ်1မှာဒါ irritation ပေါ့သူ့ကိုစွနေတဲ့ပြဿနာကြောင့်ဖြစ်တာပေါ့နော်နောက်ထပ် ပြဿနာကတော့ကျွန်တော်ခုနပြောတဲ့ salivary gland death obstruction ဆိုတာဒီဒရီ gland ပြွန်ပိတ်ရင်လည်းဒါဖြစ်တတ်တယ်ဒါကတော့အကြောင်းရင်းပြောပြလို့မရဘူးပေါ့တချို့ဖြစ်ချင်လည်းဖြစ်တာပဲတချို့လည်းမဖြစ်ဘူးပေါ့နော်ဒါကတော့အတိအကျအကြောင်းရင်းမရှိဘူးဒါဖြစ်လို့ဒီဟာလေးကျွန်တော်တို့အခုဒီဒရီ gland death ပိတ်လို့ဒီမျိုးကိုစီဖြစ်လာတယ်ဒါပဲပေါ့ဒါကတော့ဒါကတော့ကျွန်တော်တို့ကဖြစ်နိုင်တဲ့အကြောင်းရင်းဖြစ်နိုင်တဲ့အကြောင်းရင်း အဖြစ်မဲ့လက္ခဏာကတော့ဒါရှင်းတယ်နှခမ်းကဆိုနာတာပြုတာသူ့မှာအာသာချက်ကနာတာမရှိဘူးနာတာမရှိဘူးဒီနှခမ်းမှာအလုံးကြီးအရေလုံးကြီးအရေအိတ်ကြီးဖြစ်လာတယ်ဒါပဲသူ့ရဲ့ပုံစံကအဲတော့လူနာရောက်လာကြတာနာလည်းမနာဘူးသူ့မှာဘာမှဟိုဟိုပြဿနာမရှိဘူးဒါပဲဒီနှခမ်းမှာဘူကြီးဖြစ်တော့တချို့အလပပြဿနာကြောင့်လာကြတယ်အဲတချို့ကြတော့လေကျွန်တော်ဒီဒီပေါ့ဝါးစားတာအနောက်ချက်ဖြစ်လို့လာကြတယ်ပေါ့ဒါပဲဒါကတော့သူ့ရဲ့ လက္ခဏာမှာတော့ဒီအီအိတ်အလုံးတဲတာပေါ့ဒါပဲအဲ့တော့ကျွန်တော်တို့ဘယ်လိုကုကြမလဲဘယ်လိုကုကြမလဲဆိုတော့တော်တော်များများတော့ဒီနှက်ခမ်းကိုကျွန်တော်က surgical excision လို့ခေါ်တယ်ဒီဒီနှက်ခမ်းအသွင်းပိုင်းရဲ့အီအိတ်တစ်လုံးလုံးကိုကျွန်တော်က surgical excision အကုန်ဖယ်ထုတ်ပလိုက်ရတယ်ဖယ်ထုတ်ပလိုက်ရတယ်အဲ့မှာသတိထားရမှာကျွန်တော်ကအီသူကအီအိတ်မပေါက်ထွက်သွားဘူးပေါ့ကျွန်တော်ဖယ်တဲ့အချိန်မှာအဖယ်လို့အီအိတ်ပေါက်သွားရင်အပေါက်တဲ့နေရာကအီတစ်စက်ကြံခဲ့ရင်အဲ့ဒီနေရာပြန်ဖြစ်တယ် ဓာတုရဲ့တတိထားမယ်အချက်တွေမှာပါတယ်။ပြန်ဖြစ်တတ်တယ်ပေါ့နော်။ပြန်ဖြစ်နိုင်တယ်။ခွဲပြီးရင်တော့အခက်မတင်အဲ့ဒီအရေးအိတ်ကြရင်ပြန်ဖြစ်တာမျိုးဖြစ်တတ်တယ်။ဒါကတော့ surgical excision ။ဒါကတော့အတုံးများဆုံးနည်းလမ်းပေါ့နော်။နောက်တစ်ခုက cryotherapy ဆိုတာကျွန်တော်ဒီ lesion ဒီဒီအရေးအိတ်ကိုခင်းအောင်လုပ်လိုက်ပြီးတစ်လုံးလုံးဖယ်ထုတ်တာ။ဒါက cryotherapy လို့ခေါ်တယ်။နောက်က laser ablation ။ laser ablation ကတော့ကျွန်တော် laser နဲ့ဒါကိုဖျက်ထုတ်လိုက်တာ။ဒါရှင်းရှင်းလေးပဲ။ နောက်တစ်ခုကတော့ electric cost electric current နဲ့ပေါ့ current နဲ့ electric စီးကြောင်းနဲ့ဒါကိုဖယ်ထုတ်လိုက်တာဒါပဲကုလီယာဒီ၄မျိုးနဲ့သွားတာညာတယ်အဲ့တော့ကျွန်တော်တို့ကဒါကိုကိုယ့်အကူဖောက်ထုတ်လို့ရလားအဲတချို့စမ်းသက်ခြင်းတယ်ပေါ့အဲ့နဲ့ဖောက်ထုတ်တာပေါ့တချို့လုံးခြင်းတယ်အဲ့ငါကတော့ကျွန်တော်အကြံမပေးဘူးအဲ့လိုဖောက်ထုတ်ရင်အခက်မသိရင်ဘာဖြစ်တတ်လဲဆိုတော့ infection ဝင်တတ်တယ်ပိုးဝင်ဝါတတ်တယ်ပိုးဝင်မှတော့ဘာပြဿနာတတ်တယ်ဆိုတော့ရောင်ရဲနာတွေပါဖြစ်လာပြီးတော့နာတာမျိုးတွေဖြစ်လာနိုင်တယ် ဒါကတော့အိမ်မှာကိုယ့်အကို ဖောက်လို့တော့မရဘူးဖေးခဲမှာပြမှာပဲရမှာဒါကတော့တတိထားမယ်အချက်ပေါ့နော်ဒီတော့ဘလို့ကာကွယ်ရမလဲကာကွယ်ရမလဲဘလို့ကာကွယ်ရမလဲကွာကာကွယ်တဲ့နည်းလမ်းကလည်းခုနကပြောတဲ့ပုံစံတိုင်းပဲကျွန်တော်တို့ဒီ irritation ကိုရှောင်ရမှာပေါ့ဖြစ်မဲ့ဒီဖြစ်မဲ့အကြောင်းအရာ irritation ကိုရှောင်ရမှာ irritation ဆိုတာကျွန်တော်တို့ရဲ့အကျင့်အကျင့်ကိုရှောင်ရမှာ habit habit ဆိုတာကကျွန်တော်တို့ရဲ့ဒီအလေးအကျင့်မှာခုနကပြောတဲ့နှက်ခမ်းကြိုက်တဲ့အကျင့်ကိုဖျောက်ရမယ်အဓိကနှက်ခမ်းကြိုက်တဲ့အကျင့်ကို ဖြောင်းနိုင်ရင်ရပြီအဲတချို့ကြတော့ဒီ stretch out ဖြစ်တာဆိုရင်တော့ stretch short မှာပေါ့စိတ်ပီစီးမှုညာလို့တချို့နှကန်းကြိုက်တာမျိုးရှိတယ်အဲဒါမျိုးဆိုရင်ဒီ reduce stretch ပေါ့ stretch ကို short လိုက်ရင်ဒါ okay ွားမယ်နောက်တစ်ခုကကျွန်တော်ဒီအလေးအကျင့်ပြင်အခုနောက်ပိုင်းနည်းနည်းခက်စားလာတာနှကန်းကိုတချို့အပေါက်ဖောက်တာဖောက်ပြီးတော့ကျွန်တော်ဂွင်းထဲတာအခက်မသိရင်အဲ့ဒီဂွင်းထဲတာကြောင့်လေ ဒီနှကမ်းမှာအေးအေးတည်တတ်တယ်တေချာကျွမ်းကျင်တဲ့လူနဲ့ဒါဒီဂွင်းလေးဟိုထဲ့ဖို့လိုအပ်တယ်ပေါ့နော်တေချာကျွမ်းကျင်တဲ့လူနဲ့တေချာတေချာထဲ့ရင်တော့ဘာမှမဖြစ်ဘူးမကျွမ်းကျင်တဲ့လူနဲ့သွားထဲ့မိရင်အခက်မသိရင်ကျွန်တော်တို့ဒီလိုနှကမ်းမှာအေးအေးတည်တာမျိုးဖြစ်တတ်တယ်အဲဒါကတော့ကျွန်တော်တို့အလေးအကျင့်ရယ်နောက်ကဒီ irritation ရယ်ပေါ့နော်နောက်ခုရယ်နောက်တစ်တစ်ခုကကျွန်တော်တို့ရဲ့ဒန်တယ်ပိုင်းပေါ့သွားအပိုင်းကြောင့်ဖြစ်နိုင်တဲ့အပိုင်းပေါ့သွားပိုင်းကြောင့်ဖြစ်နိုင်တာကတော့ခုနကကျွန်တော်သွားတွေ ခြွန်ထက်နေရင်ဒါဖြစ်တတ်တယ်တချို့သွားပဲ့တာအဲတချို့ခြွန်နေတာဒီတိုင်းနေခြွန်နေရင်လည်းဒီလိုမျိုးအေးအေးဖြစ်တတ်တယ်အဲပြီးတော့ခုနရှိမှပြောထားတယ်သွားညိကုလောက်တဲ့လူဓာတ်တွေမှာဝါယာတွေကျွန်တော်ဒီဝါယာတွေခြွန်ပြီးတော့ဒီနှကန်းကိုသွားဆိုင်နေရမျိုးဖြစ်ရင်ကျွန်တော်တို့ကဒီ auto west ဆိုတာရှိတယ်ဖျောင်းလေးပေါ့ဖျောင်းချောင်းလေးဒါသွားညိကုတဲ့လူလူနာဆိုတော့များဆိုသိကြတယ်ဒီဖျောင်းချောင်းလေးကိုခြွန်တဲ့ဒီကျွန်တော်တို့ဒီဝါယာလေး ခြုံနေတဲ့ရှတဲ့နေရာကိုဒီ west လေးပေါ့ဖျောင်းပဲပေါ့တကယ်တော့ဖျောင်းလေးအုပ်ထားလိုက်ရင်ဒါဆိုနှကန်းကိုထိခိုက်တာမျိုးမဖြစ်တော့ဘူးအဲ့တော့ဒါကတော့ကျွန်တော်တို့ကဒီဘလူကာကွယ်မလဲဆိုတဲ့အကြောင်းအရာပေါ့ဒီကဘလူကာကွယ်မလဲအပြင်အဓိကတော့နောက်ထပ်ထပ်ပါနေရတော့ကျွန်တော်တို့က main thing overall hygiene အဓိကတော့ grain တန်ရှင်းတေချာ view site ပဲ regular check up တွေတေချာလုပ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီဒီနှကန်းအခုအသွင်းပိုင်းမှာအရေးအိတ်တဲတာမျိုးဒါ မဖြစ်နိုင်တော့ဘူးဗောနော်အဲသူကနောက်တစ်ခုကဘာနဲ့တူလဲဆိုတာရှိသေးတယ်ဒီမျိုးကိုစီးကကျွန်တော်နောက်တစ်တစ်မျိုးနဲ့သွားဆင်းတယ်ဒါကိုကျွန်တော်တို့က granular လို့ခေါ်တယ်အင်္ဂလိပ်လိုဆိုရင်တော့ဒါမျိုးကိုစီးအမျိုးအနွယ်ပဲတူတူပဲရေအိပ်တယ်တဲ့အမျိုးအနွယ်ပဲဒါပေမဲ့တော့အခေါ်ဘောกว่าွားတာနှက်ခမ်းမှာဖြစ်ရင်မျိုးကိုစီးလို့ခေါ်ပြီးတော့ကျွန်တော်တို့ shut up shut up floor of the mouth လို့ခေါ်တယ် shut out ဒီကျွန်တော်တို့ ဒီပါဇက်ရဲ့ကျမ်းမြေပေါ့လွယ်ကူပြောရင်တော့အင်္ဂလိပ်လိုဆိုတော့ floor of the mouth ပေါ့နော်ရှာရဲ့အောက် floor of the mouth မှာအဲ့လိုအရေးအိတ်တဲတာမျိုးလည်းရှိတတ်တယ်အဲ့လိုအရေးအိတ်တဲရင်ကျွန်တော်တို့ကအင်္ဂလိပ်လိုအခေါ်ဝေါ်ဆိုရင်တော့ granular လို့ခေါ်တယ်တကယ်ကတော့ကျွန်တော်တို့ကတူတူပဲဖြစ်တဲ့ပုံအကုန်တူတူပဲသူလည်းဒီလိုပဲ slivery gland ရဲ့ဓာတ်ကကျွန်တော်တို့ obstruction ပိတ်သွားတာပေါ့အဓိကပြုံပိတ်သွားတာပေါ့နော် slivery ရေ drain gland ပြုံပိတ်သွားရင်သူလည်းဖြစ်တာပဲဒါမဲ့ သူကနေရပေါ်မူတည်ပြီးခေါ်တဲ့ခေါ်ပေါ်กว่าွားတယ်။အဲနှကန်းအတွင်းပိုင်းအရေးအိတ်တဲတော်မြူကိုစီလို့ခေါ်ပြီးတော့ကျွန်တော်တို့ဒီဗဇက်ရဲ့ကျန်းပြင်ကျော်ရှာရဲ့အောက်မှာဖြစ်တဲ့အရေးအိတ်ကိုတော့ကျွန်တော်တို့က brand new လာလို့ခေါ်တယ်။ခုတဲ့ဒီကအကုန်တူတူပဲအဲ့နှစ်ခုလုံးကအဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘုသူသားတွေရရှိသွားမယ်လို့ညွှန်နေပါတယ်။ဘုသူသားရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာ။ပြီးတော့သွားကြမှာရင်လည်းပတ်သက်တဲ့အခြားသိချင်တဲ့ဘုသူသားပဲဖြစ်ဖြစ် ထွေထွေကျမ်းမာရေးနဲ့ပတ်သက်ပြီးသိချင်တဲ့ဘူးတူတာတွေပဲဖြစ်ဖြစ်အခုဗီဒီယိုလေးရဲ့ comment လေးမှာမေးထားပေးလို့ရပါတယ်မေးထားတဲ့အကြောင်းအရာလေးကိုလည်းနောက်ဗီဒီယိုလေးမှာကျွန်တော်ထပ်ပြီးတော့ sharing ထပ်လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ